အားလုံးပဲကျမ်းမာပေးခြင်းကြပါသေးဗျာနိုဝင်ဘာလ16ရက်နေ့ညပိုင်းလူဦးသက်စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ထုံးတန်တဲ့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီမောတော်မြို့ကိုပြန်တိုက်ဖို့လေကြောင်းကနေစစ်ကူပို့တဲ့စစ်သားတချို့ပြန်ပြီးတော့လက်နက်ချလင်းဝင်တာတွေရှိတယ်လို့သိရပါတယ်။နောက်မြင်းကြံကစစ်စေးရေးဂိတ်တိုက်ခိုက်ခံပြီးတော့စစ်တပ်က တပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ပေါကောင်းမျိုးနယ်ကျုပ်ပင်ဝမ်းရွာမင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်နဲ့လက်နက်ကြီးတွေနဲ့ဗုံးကျဲပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူတအူးသေဆုံးပြီးတော့တအူးထိခိုက်ဒဏ်ရာရပါတယ်။နောက်စစ်ကောင်စီရဲ့စစ်သုံးမ202ဦးကိုကိုကန့်ကပြန်လုပေးလိုက်ပါတယ်။မိုးကုတ်ဒေသခံထက်ဝဲကျော်ဟာ မြို့ကနေပြီးတော့တင်းရှောင်နေကြပါရယ်ခင်ဗျာပြီးတော့ခုဒီကြောက်ဖြူမြို့နယ်ထဲမှာအေအေနဲ့စစ်တပ်တို့တိုက်ပွဲဆက်ပြင်းထန်နေပါရယ် စမင်းမျိုးနယ်ရွက်ကောက်ပွဲကော်မရှင်ဖွဲ့ဝင်တဦးကို NUG ကဖမ်းဆီးအရေးယူနေပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစိတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့မောတောင်မြို့ကိုပြန်တိုက်ဖို့ဆိုပြီးတော့လေကြောင်းကနေစစ်ကူပို့တဲ့စစ်သားတွေလက်နက်ချလင်းဝင်ကြပါတယ်ဒီမော်တော်မြို့ကတော်လိုင်းတက်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးတော့လေကြောင်းကနေအင်အားဖြည့်လာတဲ့စစ်သားတွေကတချို့ဟာတော်လိုင်းရေးအင်အားသူတွေစီကိုလက်နက်ချလင်းဝင် ရောက်တာတွေရှိနေတယ်လို့သိရပါဗျခင်ဗျာ မောတောင်မြို့အနီးကတဲပြူရွာကိုနိုဝင်ဘာ15ရက်နေ့မှာစစ်တပ်ကရဟယင်တွေနဲ့အင်အား200လောက်အထိပို့ခဲ့ပြီးတော့အဲ့ဒီတဲကတချို့ဟာတော်လိုင်းအင်အားစုတွေစီကိုထွက်ပြေးလာတာလို့ဆုံသတ်သိရှိရပါတယ်ခင်ဗျာတဲပြူရွာမှာစစ်တပ်ကတပ်ဆွဲထားတာတနည်းနှီးပါးကြာနေပြီဖြစ်ပြီးတော့အဲ့ဒီနေရာကိုအင်အားဖြစ်နေတာလို့မြေပြင်စည်ရေးတရင်ရေးမြစ်ကပြောပြပါတယ်တဲပြူကနေဆက်ကွန်တွေလမ်းမှာစုံချက်နေရာဖြစ်တဲ့အဲ့ဒီကိုအင်အားဖြစ်ပြီးတော့မောတောင်မြို့တဲကိုလေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေပါတယ်လို့၎င်းက ပြောပြပါတယ်။လက်နက်ချလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်ကိုတော့အသေးစိတ်မသိရသေးပါဘူး။နိုဝင်ဘာ14ရက်နေ့ကမောတောင်မြို့နယ်နေဇက်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား40ကျော်ဖမ်းမိခဲ့ပြီးတော့ထပ်မံဖမ်းမိသူတွေနဲ့ဆိုရင်တော့90နီးပါးရှိနေပြီလို့စုံစမ်းသိရှိရပါတယ်ခင်ဗျာ။တနင်္သာရီတိုင်းတွေကမောတောင်မြို့ဟာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့မြို့ဖြစ်ပါတယ်။ မောတောင်ကစစ်တပ်ဗျူဟာစခန်းကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL PDF နဲ့ပူးပေါင်းတပ်တွေကလမ်းနဲ့ချီပိတ်ဆို့ခဲ့ပြီးတဲ့နောက်မှာနိုဝင်ဘာ12ရက်နေ့မှာထိုးစစ်ဆင်စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နိုဝင်ဘာ14ရက်နေ့မှာတည်ယူနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ KNL နဲ့အတူဗမာပြည်လွတ်မြောက်ရေးတပ်မတော် BPLA နဲ့ Force for Federal Democracy KNDO PDF ပကဖဆရမမိတ်တပ်တွေလည်းပါဝင်ခဲ့ပါတယ် ဒီစစ်ကောင်စီကမောတောင်မြို့ကိုပြန်တိုက်မယ်လို့သတင်းလွှင့်ထားပြီးတော့လေကြောင်းတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေပါတယ်စစ်တပ်ကနိုဝင်ဘာ15ရက်နေ့ညကလည်းမောတောင်မြို့တဲကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်အညာက မြင်းညာကစစ်စီဂိတ်ကိုတော်လိုင်းဖွဲ့တွေကတိုက်ခိုက်လို့စစ်တပ်ကတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတယ်လို့ဆိုပါတယ်ဒီသတင်းကိုတင်ဆက်ပါမယ်မလေးတိုင်းမြင်းကြံမြို့နယ်ကစစ်ကောင်စီဂိတ်စခန်းတစ်ခုကိုတိုက်ခိုက်ခံရပြီးတော့ ထိခိုက်ဒေဆုံးမှုတွေရှိကဂိတ်စကန်ကနေစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာနိုဝင်ဘာလ23ရက်မနေ့6:55မိနစ်လောက်ကမြင်းကြံမြို့နယ်မြင်းကြံတလုတ်လမ်းပေါ်မှာရှိတဲ့ကောင်းခွဲကြေးရွာနဲ့ကံရွာကြေးရွာကြားကစစ်ကောင်စီစစ်စေးဂိတ်ကိုထဏောင်းမီစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်စစ်ကောင်စီတပ်သားနဲ့ပြည်စိုးရေး15ဦးထက်မနည်းရှိတဲ့အဲ့ဒီစခန်းကိုဒရုန်းတွေနဲ့ပုံသီးချစတဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာ မြေပြင်ကနေစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဂိတ်စခန်းထဲတီဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ထနောင်းမီစစ်ကြောင်းရဲ့တာဝန်ခံကပြောပြတာဖြစ်ပါတယ်။လက်နက်တော်မရဘူးစခန်းတော်သိမ်းလိုက်နိုင်တယ်စစ်ကူကားကတန်းရောက်လာတာမို့ပပလဲကလည်းသူတို့ရွာတွေကြီးပဲကျွန်တော်တို့ကအထက်ကိုဝင်နှိုက်ရတာဆိုတော့လို့၎င်းတာဝန်ခံကပြောပြတာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိ၅ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရသူတွေရှိက ကိစ္စကံကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ကိတ်ကူရှင်းလင်းရေးဝင်ချိန်မှာမြင်းကြံမျိုးကနေစစ်ကူတပ်ကားတွေရောက်လာလို့စွန့်ခွာခဲ့တယ်လို့ထနောင်းမြေစစ်ကြောင်းကအသိပေးပါတယ်။အဲ့ဒီစစ်စင်ရေးကို Justice Warrior တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့တွေဖြစ်တဲ့ MDF မြောင်ဒရုန်းကြားခင်စိန်တပ်ဖွဲ့ Revolutionary Air Force မြင်းကြံခရိုင်အမှတ်၁တပ်ရင်းလယုံတပ်925ပျောက်ကြားတပ်ဖွဲ့ငစုံ ပြီးတော့ drone team အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ကလည်း၎င်းတို့စုံမှုထားတဲ့မြင်းညာမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲနေပြီးတော့နိုဝင်ဘာလပထမပတ်အတွင်းမှာစစ်ကောင်စီတပ်ကလည်း၎င်းတို့စုံမှုထားတဲ့မြင်းညာမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲနေပြီးတော့နိုဝင်ဘာလပထမပတ်အတွင်းမှာလူငယ်အများပြားဖမ်းဆီးခံရတဲ့အကြောင်းမြို့ကန်တွေကပြောကြပါတယ်ခင်ဗျာနောက်ပောက်ခေါင်းမြို့နယ်က ဒီမင်္ဂလာဆောင်ကိုဘုံကျဲတိုက်ခိုက်တာနဲ့လက်နေကြီးပြစ်တာတွေကြောင့်ဒီတယောက်တည်ပြီးတော့တောက်တယောက်တန်ရသွားပါတယ်ခင်ဗျာပဲခူးတိုင်းပေါကောင်းမြို့နယ်ကျုပ်ပင်ဝိုင်းရွာမင်္ဂလာဆောင်ကိုအကြံဖက်စစ်တပ်ကလေရင်လက်နေကြီးတွေနဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူတအူးတည်ဆုံးပြီးတော့တအူးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းဒေသခံပြည်သူတွေထံကနေပြီးတော့သိရပါတယ်ဒီ ဒီနေ့နိုဝင်ဘာလ16ရက်မနေ့9နာရီကျော်လောက်မှာကျိုးပင်ဝိုင်းရွာမင်္ဂလာဆောင်ကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ဘုံနှလုံးကြဲကြတိုက်ခိုက်ပြီးတော့လက်နက်ကြီး၃လုံးနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအကြံဖက်စစ်တပ်ရဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာကြေးရွာနေပြည်သူအသက်35နှစ်အရွယ်မမမဝင်းပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့အသက်42နှစ်အရွယ်ကိုတန်းစော်ဦးလည်းဦးကောင်းမှာထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ တည်ဆုံးတာကအမျိုးသမီးတဦးပဲတည်ဆုံးတာထိခိုက်တန်ရန်ရတာကတော့အမျိုးသားတဦးပါနေအိမ်တွေတော့ထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတဦးကပြောဆိုပါတယ်အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ကကျိုးပင်ဝိုင်းရွာဘက်ကိုစစ်ကြောင်းထိုးဖို့လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရပါတယ်ခင်ဗျာနောက်တဲ့ရင်တဘုတ်ကတော့ဒီစစ်ကောင်စီနဲ့စစ်ရေးတင်းမာနေတဲ့ကိုကန့်တပ်ဖွဲ့က အရင်တစ်တုံညာနှစ်ကစစ်စင်ရေးကဖမ်းဆီးရမိထားတဲ့စစ်တုံမှ202ဦးကို ပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းကိုတင်ဆက်ချင်ပါတယ်ရှမ်းမြောက်လာရှိုးမြို့နယ်မှာကိုကန့်တပ် MNDA ကစစ်တုံမှ202ဦးကိုပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီမနေ့ကနိုဝင်ဘာလ15ရက်မနေ့တစ်တုံညာနှစ်ကိုစစ်စင်ရေးအတွဲမှာဖမ်းမိထားတဲ့စစ်ကောင်စီတပ်ရဲ့စစ်တုံမှန်းတွေကို MNDAA ကိုကန့်အဖွဲ့ကလာရှိုးမြို့နယ်ဟိုပိတ်ကျေးရွာမှာ ပြန်လုတ်ပေးခဲ့တာဖြစ်ပါတယ်။လုံခြုံရေးအမည်မဖော်လူသူမျိုးကမျိုးသားတဦးပြောတာကမနေ့ကပြန်လုတ်ပေးလိုက်တာမှန်တယ်တချို့ကမိသားစုတွေကကိုဒီလာခေါ်ကြပြီးတော့တချို့ကတော့ကြံသေးတယ်လို့ပြောပြပါတယ်။ဒီနိုဝင်ဘာ17ရက်ကလာရှိုးမြို့ရှိစင်ကောင်ဟိုတယ်မှာစစ်ကောင်စီနဲ့ကုကန်တပ်တို့ဆွေးနွေးမှုပြီးတဲ့နောက်မှာအခုလိုစစ်တုံ့ပန်းတွေကိုပြန်လုပ်ပေးခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ18ရက်ကလည်းကိုကန်တက် MNDAA ကစစ်တုံးပန်း46ဦးကိုပြန်လွှတ်ပေးတာရှိခဲ့ပါတယ်။လက်ရှိမှာလည်းလာချိုမြို့အနီးဟိုရနတ်ပောင်နဲ့တီဘောစတဲ့နေရာတွေမှာလည်းစစ်ကောင်စီတပ်ကကိုကန်တက်ကိုတပ်ဆုခိုင်းတာမျိုးရှိနေတာကြောင့်နှစ်ဖက်တက်အကြစစ်ရေးတင်းမာနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုးကုတ်ဒေသခံထက်ခွဲကျော်ဟာမြို့ကနေပြီးတော့တင်းရှောင်နေကြတယ်လို့သိရပါဗျ။ဒီသတင်းကိုတင်ဆက်ပါမယ်ခင်ဗျာ။ မန္တလေးတိုင်းမိုးကုတ်မြို့ကဒေသခံထက်ဝက်ကျော်ဟာမြို့ကနေတခြားနေရာဘက်ကိုတင်းစင်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။လာမယ့်နိုဝင်ဘာလ25ရက်မှာတင်းနယ်လေကမိုးကုတ်မြို့ကနေပြန်လည်ဆွတ်ခွာမှာဖြစ်ပြီးတော့မြို့ရဲကိုစစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့အတွက်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒေသခံတဦးပြောပြတာကမြို့ကန်60ရာခိုင်နှုန်းလောက်က ပြေးကုန်ကြပြီးကြံတဲ့သူတွေကကြောက်တူးတဲ့သူတွေကြောက်လို့သမားတွေပဲကြံတော့မှလို့ပြောပြပါဗျာ။ မြို့ကန်တွေဟာတန်တက်ထိန်ချုပ်ရာနမ်ဆန်နဲ့စစ်ကောင်စီထိန်ချုပ်ရာကြောင်မဲမြို့မန္တလေးမြို့တွေဘက်ကိုထွက်ပြေးတိတ်ဆောင်ကြတာလို့သိရပါတယ်။မိုးကုံမြို့ကမြို့သမီးတူပြောတာကထွက်ပြေးကြတဲ့သူတွေထွက်ပြေးကြပါပြီကြောင်မဲမှာတောင်ကားအစီး900လောက်ပိတ်နေတယ်လို့ပြောပြပါတယ်။ဒီဒါပေမဲ့မိုးကုံမြို့ကကြောင်မဲမြို့ကိုတိတ်ဆောင်လာကြတဲ့တန်တူမြို့တွေကိုစစ်ကောင်စီတပ်ကကြောင်မဲမြို့တွေကိုဖျက်ဆီးသွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်ခင်ဗျာ။ မိုးကုတ်မြို့ကနေတန်တက်တရနယ်လီကပြန်လည်ဆုတ်ခွာမယ်လို့သိရပေမဲ့မြို့ကိုမိုးကုတ်ဗျူဟာတက်မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တို့ကမြို့မကျရေးအတွက်ဆက်လက်ခုခံသွားမယ်လို့ထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။နောက်ရခိုင်ပြည်နယ်ကြောက်ဖြူကနောက်ဆုံးစီးရေးအခြေအနေကိုဆက်ပြီးတင်ပြပါမယ်။ရခိုင်ပြည်နယ်ထဲမှာစစ်တပ်ထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့နယ်ထဲမှာစစ်တပ်နဲ့အရကတပ်တော်အေရုကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပြကြပါတယ်။ ကျောက်ဖြူမြို့နယ်တဲကမင်းပြင်ရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေတာလို့သတင်းရင်းမြစ်တူကပြောပြပါရယ်။တချိန်တည်းမှာပဲမင်းပြင်ရွာမှာရှိတဲ့ရီရာစကန်နီမှာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်၁၂ဦးထက်မနည်းလက်နက်ကြီးထိမှန်ခဲ့တဲ့ရုတ်တံဖိုက်တစ်ခုကလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါရယ်။ရုတ်တံဖိုက်ထဲမှာတော့ရီရာစကန်နီမှာစစ်ကော်မရှင်တပ်ဖွဲ့ကတန်းစီနေရာယူတာမျိုးလုပ်နေပြီးတော့တပ်ဖွဲ့ဝင်တယောက်ကမှတ်တမ်းတပ်ပုံရိုက်ဖို့နေရာယူပြင်ဆင်နေတာတွေ့ရပါရယ်။ ဒီရုတ်တံဖန်ရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်12ဦးထက်မနည်းရှိပြီးတော့အဲ့ဒီတဲက10ဦးထက်မနည်းကတော့လက်နက်ကြီးထိမှန်ပြီးတေဆုံးနိုင်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်ခင်ဗျာလက်နက်ကြီးတလုံးဟာတပ်ပုံရိုက်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရှိရာနေရာကိုကြားရောက်ပောက်ကွဲပြီးတော့နောက်တလုံးကတော့ရေဒါစကန်ရဲ့ဘယ်ဘက်အနောက်ဘက်ခြမ်းကိုကြားရောက်ပောက်ကွဲသွားတာတွေ့ရပါတယ် လက်နက်ကြီးကြီးထိမှန်သွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့ကိုမထိမှန်တဲ့သူတွေကနီနာကဆောက်ဝင်တစ်ခုအောက်ထက်ဆဲသွင်းနေတာကိုလည်းရုတ်တမာတွေ့ရပါတယ်။နိုဝင်ဘာ14ရက်နေ့တုန်းကဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာမင်းပြင်ရွာကိုစစ်တပ်စစ်ကြောင်းထိုးလာလို့အေအေတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားပြီးတဲ့နောက်စစ်တပ်ကပြန်ဝင်ပြီးနေရာယူချိန်မှာဖြစ်ပွားခဲ့တယ်လို့မြေပြင်ချင်းနေသိရှိသူတူကပြောပြပါရတယ်။ အဲ့ဒီပြစ်ခတ်မှုပြီးတဲ့နောက်မှာတိုင်းချောင်းရွာကစစ်တပ်စစ်ကူစစ်ကြောင်းတပ်မှဆစ်လုခဲ့ပြီးတော့အဲ့ဒီစစ်ကူစစ်ကြောင်းကိုအေအေနဲ့ပူးပေါင်းတပ်တွေကမိုင်းဆွဲပြီးတော့ကြားဖြတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်းသူကဆက်ပြောပြပါတယ်ခင်ဗျာလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်ခံရတဲ့တပ်ဖွဲ့ဝင်10ဦးထက်မနည်းနဲ့နောက်ထပ်စစ်ကူလာတဲ့စစ်ကြောင်းလည်းတိုက်ခိုက်ခံရပြီးတော့စစ်ကြောင်းပြတ်သွားတာကြောင့်စစ်တပ်ဘက်ကတေဆုံးမှုများနိုင်တယ်လို့လည်းမြေပြင်သတင်းအကြီးအကဲတွေကပြောကြပါတယ် လက်ရှိမှာကြောက်ပြူမြို့နယ်ထဲမှာမင်းပြင်အပြင်ချောင်းဝါနဲ့စစ်တပ်ပြန်ထိန်ချုပ်လိုက်တဲ့တိုင်ချုံရွာတွေဘက်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တချို့ကပြောကြပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့စလင်းမြို့နယ်မှာဒီရွက်ကောက်ပွဲကွန်မတီအဖွဲ့ဝင်တဦးကို NUG ကဖမ်းဆီးပြီးတော့ရေးယူထားတဲ့ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်မကွေးတိုင်းစလင်းမြို့နယ်မှာအာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွက်ကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့မြို့နယ်ရွက်ကောက်ပွဲကော်မရှင် ဖွဲ့ဝင်တယောက်ကိုမြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးခံရသူဟာတရားလွှတ်တော်ရှိနေဦးသက်ဝင်ဖြစ်ပြီးတော့စစ်အုပ်စုရဲ့ရွက်ကောက်ပွဲမှာဦးဆောင်ပါဝင်နေတယ်လို့ပြည်သူတွေရဲ့သတင်းပေးမှုအရဖမ်းဆီးခဲ့တာလို့ NUG ကနိုဝင်ဘာ15ရက်မှာထုတ်ပြန်ထားပါတယ်။ ဥသက်ဝေကိုကြံဖက်တက်ဖြက်ရေးဥပဒေနဲ့အညီရေးယူပြစ်ပေးနိုင်ဖို့စလင်းမြို့နယ်တရားရည်အဖွဲ့ကတရားရည်ဌာနလုံထုံးလုံနီတိုင်စီစဉ်ဆောင်ရွက်နေတယ်လို့လည်းအန်ယူဂျီကဆိုပါတယ်ခင်ဗျာစစ်တပ်ရဲ့ရုပ်ောက်ပွဲမှာပါဝင်ဆောင်ရွက်တာမပြုဖို့ဆိုပြီးတော့အန်ယူဂျီကအောက်ကုလ24ရက်က ထုတ်ပြန်ထားသလိုပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနကလည်းနိုဝင်ဘာ6ရက်ကရုပ်ောက်ပွဲအတွက်တင်းကျပ်မဲပေးခိုင်းစီသူတွေကိုတိုင်ကြားနိုင်ဖို့အတိအပြည့်ထုတ်ပြန်ထားပါတယ်ခင်ဗျာ နိုဝင်ဘာလ16ရက်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြီးစုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ